ဘာသာအမွေကျွန်းလင်းနိုင်ပါစေမိဘရဲ့မေတ္တာမိဘရဲ့စေတနာကိုနားမလည်ဘူးဆိုရင်ပိသတ်တေအဲ့ဒီသာသမီကိုလူယုံပါတဲ့ဘလို့သတ်မှတ်တယ်လဲယောမတရဝပိတရဝဇိန်တကံကတယုပနံဘဟုသန္တော်နမရတိတံစဉ္ညာဝတ္တလောဣတိယောတုတထုက ပြုဝေးမှုသည်ကျေစုတရားကိုမတိထသော သာမိုက်သမီမိုက်တို့သည် ဘဟုတံတော်မိမိကိုယ်တိုင်းကပြုစုလှုပ်ကြွေးခြင်းကစွားနိုင်ပါလျက်ဇိန်ကံရှံပြူသွားကြွေအိုမင်းလေးပြီးတော့ဂရတယောဘနံငဲမှုတွေပြောက်တတ္တိယအရွယ်သို့ရောက်ရည်နေပြီးတော့မတရဝံမိမှုမကကြည်လာကုန်၏မွေးမိခင်ကိုလည်းကောင်းပိတရဝံ မြင့်မုံမကကြည်လာကုန်အင်းမွေးဖခင်ကို၎င်းနဗရတိမွေးပေမှုသည်ကျေးဇူးမေတ္တာတိတ္တကဖြင့်တရာပွေဖြူမွေးမြူခြင်းမရှိပါပေတံမိပါကျေးဇူးကုန်အထူးကိုကြည်နူးမဆာမတိတတ်သောသူကိုဝတ္တလောဣတိသူယုံမှာဟူ၍ဇင်ညာကြောကြောင်တဲ့လျောအခွင့်တော်သည်ဖြင့် ခေါ်ဝါတ္တမသမုံအလေတော်တည်တာလေသည်အဲဒီမှာယေရှုမသိတဲ့ပုဂ္ဂိုလ်ကိုလူယုံမှာတဲ့ဘယ်လိုခေါ်လဲအဲအဲ့ဒီတဲ့ကိုမမစင်နဲ့တော့ကဲတို့ဘုရားလောင်းတော်ကြီးနုစင်ဘဝရွှေဟင်းသာမင်းဗာမင်းလဲရွှေဟင်းသာမင်းဖြစ်စင် ဘဝပါရမီတော်တကုအနုဘောတော်ကြောင့်ငါဘယ်ဘဝကလာတာတော့ဆိုတာကိုဘုရားလောင်းတော်ရှင်သာမင်းသိတယ်တဲ့ပါရမီတော်ကြောင့်သိရတယ်အဲ့တော့သူဘဝသူပြန်ရှင်ရင်ကြည့်လိုက်တဲ့အခါကျတော့ဘုရားလောင်းတော်ရှင်သာမင်းကလူဘဝကနေလာတာဘယ်ကလာလူဘဝကလာတာဗာရာဏသီပြီးမှသူ့ရဲ့ဇနီးတွေရဲ့သူ့ရဲ့သမီး၃ယောက်ရဲ့ကျန်းနေခဲ့တယ်တဲ့ အဲ့ဒါမရလောက်တော့ရှင်နာမင်းအဲ့ဒါသူကသိတဲ့အခါကျတော့ဩငါစည်းနည်းနဲ့ငါသမီးတွေစင်စင်ရဲရဲနဲ့အသက်မွေးဝမ်းကြောင်းနေရတာပါလားငါသေးွားတော့အိမ်တော်ဦးစီးသေးသွားတော့တို့တို့မှလောက်ကိုက်စားတော့ရတာခက်ခဲတွေရှိတယ်အဲ့တော့ငါသမီးလေးတွေ ငါတတ်မယ်တော့စောက်ရှောက်မယ်ထောက်ပံ့မယ်ဟဲ့ဆိုပြီးတော့သူဇနီးနဲ့သူသားသမီးတွေချွတ်ချွတ်ငဲ့ငဲ့နေနေရတာကိုတွေ့တော့မိဘရဲ့မေတ္တာအချစ်တန်ရုံးစင်တွေနဲ့ကြံရစ်ခဲ့တဲ့မိသားစုကိုကူညီမယ်လို့ဆုံးဖြတ်လိုက်တယ်ဘာလို့မလို့ဆုံးဖြတ်เออกุญีเมลุส่งญาไล่ไปတော့พญาล้องတော့ညံ့ตาเมญีဟာလေသူဇနီးเนี่ยตาตะมีတွေကို မကြရင်အိမ်ခေါင်တို့မှာဟင်းသာတကောင်ပြန်လာလိမ့်မယ်အဲ့ဒီဟင်းသာကရွှေဟင်းသာဘာဟင်းသာလဲအဲ့ဒီရွှေဟင်းသာမင်းကမင်းတို့အိမ်ခေါင်ဘုံမှာတနေ့လည်းရွှေဟင်းသာမင်းကြီးရဲ့ရွှေဟင်းသာအမွေးအတောင်လေးတောင်တောင်ချပေးမယ်လို့အိမ်မက်အရင်ပေးတယ်အိမ်မဲပေးတာကမင်းသားတည်းရဲ့မေတ္တာနဲ့တန်ရုံးစင်တဲ့ဘာနဲ့ဘာနဲ့လဲ အဲတန်ရောစင်ကဇနီးဘောတွေ့နေတာမေတ္တာကသာသမီဘောမှာရှိခဲ့တဲ့မေတ္တာတလေးဆံဘောကရောက်တာတောင်မှလောင်းတော်ကြီးများရဲ့ဆန္ဒတော်ကြည့်တော့အဲ့ဒါနဲ့သင်တို့ဖခင်ကြီးပဲအဲ့ဒါတနေ့တနေ့လေးရွှေချင်းသာမင်းကြီးကရွှေတောင်မှတခုတခုချပေးမယ်လို့အိမ်မက်နဲ့အသိပေးအိမ်မက်ပေးပြီးတဲ့နောက်နေ့အလောင်းတော်ဟင်းသာမင်းကြီးကလူဘဝကနေခဲ့တဲ့အိမ်ခေါင်မိုးပေါ်မှာနားပြီးတော့ရွှေတောင်မှတခုတခုကိုနေတိုင်းချပေးတယ်တဲ့ ယနေ့နဲ့သမီးတွေမှာဝမ်းနဲ့ဝမ်းသာဖြစ်နေကြရတယ်မြို့ဘသူဇာချသွားလေသူကြီးရဲ့အပြန်လမ်းမှာမြို့ဘသူဇာချသွားလေသူကြီးရဲ့အပြန်လမ်းမှာပြန်တန်းအလားဝန်းချိန်ပြီးတော့ရွှေရည်စို့ပြီးတော့ငိုကြရတယ်သမီးတွေကလည်းဝမ်းနဲ့တယ်ပေါ့တနေ့တခုကြလာကြလာတဲ့ရွှေတောင်းပန်တွေကိုထူခွဲရောင်းချပြီးတော့သူတို့မိသားစုတွေပြည်သားတွေစားရမှုတောက်ရမှုတွေအကုန်လုံးစီးပွားရေးတွေပြည့်စုံလာတယ် နေ့တိုင်းနေ့တိုင်းဘုရားကောင်းတော်ရှင်သာမင်းကြီးကလည်းပဲမိဘတွေရဲ့မေတ္တာစိတ်နဲ့အင်္ဂံမိုးပေါ်မှာရွှေတောင်းမှတခုတခုချပေးနေတယ်ငါတို့ရဲ့အဖေကျေးဇူးကြောင့်ငါတို့ဘဝအနိုင်ခံဘဝကနေပြီးတော့တောက်ပါမောကြွားခွင့်ရခဲ့ပြီလို့သမီးတွေရဲ့စိတ်ထဲမှာအဲ့ဒီလိုဖြစ်နေပါလား ဒါပေမဲ့မေတ္တာတည်းရေသူတို့ပြောမဆုံးမမဆုံးဖြစ်နေပြီးတော့အဲ့ဒီအပြောတွေအဆုံးသတ်မဲ့နေကိုရောက်လာပါပြီပြောနေကြတာပဲအဲ့ဒီပြောနေတဲ့အပြောတွေအဆုံးသတ်မဲ့နေကိုရောက်လာပြီဘာကြောင့်လို့ပြီးတော့အတွေးမှလို့အကြံမှလို့ကျေးဇူးကမ်းလို့တဲ့သုံးခုပြဘယ်နှခုလဲအတွေးမှတဲ့အကြံမှတဲ့ကျေးဇူးကမ်းတဲ့ အတွေ့တွေမှားတဲ့အကြံတွေမှားတဲ့ကျေးဇူးကံတဲ့ဒါကြောင့်လေလောကမှာမယုံနိုင်ကြရစမ်းကြဲတဲ့ကံကြမ္မာဆိုတာအပြောင်းလဲဆိုတာအများအားရှိတယ်တနေ့တော့မိခင်ကြီးကသမီးလေးကိုခေါ်ပြီးတော့ပြောတယ်သမီးတို့မင်းတို့ရဲ့အဖေဟာခင်းတာဆိုတော့ခင်းတာဆိုတော့တိရစ္ဆာန်ပဲတိရစ္ဆာန်ဆိုတာမောဟကြီးဆိုတဲ့မေတ္တာတဲ့မျိုးပဲ အခုတတိယလို့တို့မိသားစုကိုရွှေတောင်မှတနေ့တခုချပေးနေပေမဲ့လို့တနေ့ကြရင်မိသွားရင်ဓမ္မမဟုတ်အကြောင်းတခုကိုကြောင့်ပြက်ကွက်ခဲရင်တို့တို့ခဲ့ရတော့မယ်ကွယ်ဒီတော့၄ဖြစ်နာမင်းတို့အဖေရွှေဟင်းနာမင်းကြီးလာခဲ့ရင်တမီးတော်ပဲရွှေဟင်းနာမင်းကြီးလာခဲ့ရင်အဲ့ဒီဟင်းနာမင်းကြီးကိုဖမ်းကြတော့ ဟင်းလာမင်းကြီးဖမ်းပြီးတော့ရွှေတောင်မှနေအားလုံးကိုတို့ဝိုင်းလို့မယ်တဲ့တထေးဖြစ်အောင်ကြံတာဘာဖြစ်အောင်ကြံတာတထေးဖြစ်အောင်လုပ်ကြစို့တထေးဖြစ်အောင်လုပ်ကြစို့အမေကအကြံပေးလိုက်ပါရောတထေးတထေးတထေးဆိုတဲ့အပန်ကဒီလိုက်တည်းသမီးရဲ့နားထဲမှာဆူညာသွားတယ်ငါတို့အဖေကြီးကတောင်းပန်နေအကုန်လုံးရရင်တော့တထေးဖြစ်ပြီ ဲ့ဒါတတိထအဲ့ဒါတတိထတဖြည်းဖြည်းပြီလို့အဲ့ဒီလိုသမီးတွေရဲ့စိတ်ထဲမှာဖြစ်ပြီးတော့ပြေးသန်းတည်းရွှေရင်းသာမင်းပြန်အလာကိုသမီးတွေကစောက်ပြီရွှေတဖြည်းဆိုတဲ့မောဟရွှေတဖြည်းဆိုတဲ့မောဟအမိုက်ကဖခင်ကြီးရဲ့ကျေးဇူးကိုဟောဟုံပြင်းပြင်းနဲ့တိုက်ကြတော့မယ်တဖြည်းလို့ထင်မှားနေတာမောဟပဲ အထင်လွဲနေတာမဟုတ်လားအေးကျေတသေးဆိုတဲ့မောဟမိုက်ကဖခင်ကြီးရဲ့ကျေနွေးကိုအဟုန်ပြင်းပြင်းနဲ့တိုက်ကြတော့မယ်ဒါနဲ့နောက်နေ့ကိုရောက်လာတယ်ဆိုလိုက်ကြတယ်အလောင်းတော်ဟင်သာမင်းကြီးရဲ့ပြန်လာပုံကလည်းလေအိုဒီနေ့ကြမှာလှနေလိုက်တာတည်းမပြောနဲ့တောင်မှလေးဝဲဝဲပြီးတော့တောင်မှရှင်ရဲ့ပေးသတဲ့အပြန်လန်းကနောက်ဆုံးနေပဲဒီနေ့ဟာရွှေတောင်မှရှင်ကသူ့ရဲ့နောက်ဆုံးနေ့ကို မသိသလိုမသိဘူးလေဘုရားလောင်းတော်ကြီးကလည်း ဒီလိုကြံမျိုးရှိမယ်ဆိုတာလေရွှေတောင်မရှင်ဟာသူရဲ့နောက်ဆုံးနေကိုမသိသလိုမျိုးနားနေရအိမ်ခေါင်မိုးစုံမှာလှလှပပညင်းညင်းသားသားနဲ့နားခိုလိုက်ပါတယ်ခါတိုင်းနေ့မှာတော့ရွှေတောင်မတစ်ခုပြုတ်ချပြီးတော့ပြန်မယ်ပေါ့သူစိတ်ကူက ဲ့ချေတောင်းမှတခုဖြုတ်ချမလို့လှုပ်တော့မှသမီး၃ယောက်ကအောက်ကနေပြီးတော့ဝိုင်းတော်တယ်အဖေသမီးတို့နားကို ပြန်လာခဲ့ပါအောင်အကျန်သမားတွေအကျန်သမားတွေသမီးတို့နားကိုပြန်လာခဲ့ပါအောင်သမီးတို့အဖေကိုအစားတောင်းများနဲ့ကျွေးမေးပြရစေယူရပါရစေအဲ့ဒါရစီရရှိလို့မရှိလို့လည်းမင်းသားအေးဒီကနေ့ခေတ်လောကထဲမှာလည်းအဲ့ဒါတွေအများကြီးရှိနေတယ်မပြောတော့ဘူး အဲ့တော့အစာတောက်တွေနဲ့ကျွေးမိပြီးတော့ပြုစုပါရစေစေရနာပါလို့မဟုတ်ဘူးဟုတ်သလားဘိသရရတရားရှိလို့ဘိသရေရရတရားရှိလို့အဘိတို့မေတို့နေမကောင်းဖြစ်ရင်သွားပြီးတော့ပြုစုကြတယ်ရရတရားရှိလို့မရှိလို့လဲအေးအဲ့ဒီတိုင်ပဲတဲ့ဒီမှာလောင်းတော်ရှင်သာမင်းကြီးကလည်းအော်ငါသမီးလေးတွေငါသမီးလေးတွေမျိုးမတူဇာတ်ဘဝကိုရောက်နေတာတော့မှ ငါရဲ့ကျေးဇူးတရားကိုသိတတ်တဲ့တော်လိုက်တာဒီစင်းမိဘဘက်ကခွန့်လွှတ်ထားတာဟုတ်တယ်မဟုတ်လားမိဘဘက်ကခွန့်လွှတ်ထားတာငါရဲ့ကျေးဇူးတရားကိုသတိရပြီးတော့နှွေးနှွေးထွေးထွေးနေခြင်းကြမှာပဲခါတိုင်းနေငါမခေါ်ပါဘူးဒီနေ့မှထူးထူးဆန်းဆန်းကဲ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 ငါသမီးတွေရင်ခွင်နဲ့ငါနားမှာပဲလို့မိဘရဲ့မေတ္တာပေးတဲ့ကျေးဇူးကြီးမားတဲ့ဘုရားလောင်းတော်ကြီးရဲ့မေတ္တာဟာကြီးဆန်း မေတ္တာကရုဏာကြီးမားစွာဖြင့်တမိရရဲ့လက်တွဲကိုညင်းညင်းသားသားနဲ့တဆင်းလိုက်တဲ့ဆိုရင်ပဲအသက်ဆောက်အလစ်ချောင်းနေတဲ့မယားဟောင်းနဲ့ကျေးဇူးကန်းတဲ့တမိရတွေဟာခင်းသာမင်းကိုအတင်းဝိုင်းဖမ်းပြီးတော့အခန်းတွင်းကိုသွင်းလိုက်တယ်တဲ့အခန်းထဲထည့်လိုက်တယ်ပယ်တဲ့တဲ့တကားပိတ်ဖက်ပြေးမှကြောက်အခန်းထဲကိုတက်တကားပိတ် အမွေးတွေကိုပြေးသတ်တယ်တပင်းချင်းတပင်းချင်းတပင်းချင်းဘုရားလောင်းရှင်သာမင်းကြီးရဲ့ရွှေတောင်းမင်းကိုနှုတ်ယူပါလေအရှင်လလကွယ်အမွေးနှုတ်ခံနေရတာအတောင်ပြက်ခံနေရတာနာကျင်ခံရခပ်ပေမဲ့လို့ရွှေဟင်းသာမင်းကြီးဟာယုံကံပြန်တောင်းဖို့ကိုလည်းမကြိုးပါ